မကြာခင်မှာခေတ်တစ်ခုကိုတကယ်စတင်တော့မယ်လီဗာပူးအားလုံးမင်္ဂလာပါရှင်စပော့ဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးတင်ကတော့လာမယ့်ရာသီမှာခေတ်တစ်ခုကိုတကယ်တမ်းစတင်တော့မှာဖြစ်တယ်လို့သိရပြီးဒီအကြောင်းအရာကိုနာမည်ကျော်သတင်း The Times ကနေဖော်ပြထားပါတယ် ဒီရတီပရီးမီးယားလိဆူပလာကိုအရယူနိုင်ခဲ့တယ်ဆိုပြီးဒီထဲမှာရာခန်ကလပ်ရဲ့အငွေသက်တွေကလည်းအများကြီးပါဝင်နေပါတယ်။ဒီလိုပါဝင်နေတာကလည်းအမ်စလော့ရဲ့လိမ္မာပါနှံ့မှုကြောင့်ဖြစ်ပါတယ်။ slot အနေနဲ့ဒီအတိုင်းအသားကြပြီးသားကစားသမားတွေနဲ့ကစားကွက်တစ်ခုကိုချက်ချင်းပြောင်းလဲလိုက်မယ်ဆိုရင်အဆင်ပြေဖို့ခက်ခဲနိုင်ပြီးတော့အချိန်လဲပေးရမှာတွေကြောင့်မလို့ water follow fish follow လုပ်ပြီးတော့ပရီးမီးယားလိအမြင်မှုကိုအရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချက်လောက်တာခေါင်းမှပြီးတော့သူ့ရဲ့နှီးစနစ်တွေကိုစတင်ပုံသွင်းခဲ့မယ်ဆိုလို့ရှိရင်ဒီလိုအောင်မြင်မှာမလားဆိုတာကတော့မိဘထုတ်ဆရာပါပဲ။ဒါကြောင့်လဲဆိုတော့စနစ်တစ်ခုကိုစတင်ပြောင်းလဲတဲ့အခါမှာလိုအပ်ချက်တွေကအများကြီးရှိတတ်တာကြောင့်ပါ။ကစားသမားပိုင်းဆိုင်ရာအရာရောကျန်တဲ့နှီးစနစ်ပိုင်းဆိုင်ရာအရာပါတကယ်ကိုမှမလွယ်တာပါ။အခုတော့ဆလော့ပြည့်စိတ်ကြိုက်ကစားသမားတွေကိုစစ်စစ်ရွေးချယ်ဝယ်ယူနေပြီးတော့သူ့ရဲ့ပုံစံအတိုင်းစတင်သွားတော့မှာဖြစ်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင် club ကျင့်သုံးခဲ့တဲ့ရုပ်ပိုင်းဆိုင်ရာအပြုတဲ့ကစားကွက်ကိုဆွံ့လွတ်ပြီးတော့နောက်ထပ်စနစ်တစ်ခုကိုစတင်ပြောင်းလဲတော့မှာဖြစ်ပါတယ် ဒါကြောင့်ဖြစ်ပြောင်းတစ်ခုကိုမကြခင်မှာကြုံတွေ့ရတော့မှာပါဆိုတော့ကစားခွက်ပိုင်းဆိုင်ရာအရာလိုအပ်တဲ့ကစားသမားတွေကိုဈေးကွက်ထဲမှာရှာဖွေဝယ်ယူနေပြီးဖြစ်ပါတယ်လက်ရှိအသင်းကဦးစားပေးပြီးလှုပ်ဆောင်နေတာကတိုက်စစ်အာတန်နဲ့ပင်းလယ်ကစားသမား Florian Wisp ဖြစ်ပါတယ်စံချိန်နဲ့ပြောင်းရွှေ့ခြေတွေကိုပါတုံးဆွဲသွားဖို့အထိလီဗာပူးကစီစဉ်ထားတာကတကြောင်ဒီဂျာမနီသားကိုယ်တိုင်ကလည်းလီဗာပူးအသင်းရဲ့အနာဂတ်အစီအစဉ်တွေကိုသဘောကျနေတာကတကြောင်ကြောင့်လီဗာပူးအသင်းစီကိုရရှိလာမယ်လို့ထင်မိပါတယ် သူ့ရဲ့လီဗာပူးစင်အသင်းပေါ်ဖြစ်တဲ့ညာနောက်ခံလူဖရင်ပေါင်ကိုကတော့အရာခေါ်ယူထားပြီးပြီဖြစ်ပါတယ်။ဖရင်ပေါင်ကိုယ်တိုင်ကလည်းလီဗာပူးအသင်းကိုသဘောကျတဲ့သူဖြစ်ပြီးတော့အခုလိုရရှိလာတာကိုလည်းသူကပြောမပြနိုင်အောင်ဝမ်းသာနေပါတယ်။အသင်းအတွက်လည်းအကောင်းဆုံးပေးဆက်ကစားသွားမယ်လို့ခရီးပြူထားပြီးတော့မကြခင်မှာလီဗာပူးရဲ့ခန်းနားလှတဲ့အောင်မြင်မှုတွေမှာဒစိတပိုင်းအဖြစ်မြင်တွေ့လာရဖို့ရှိနေပါပြီ။အာနိုးထွက်ခွာပြီးပြီးချင်းမှာပဲဖရင်ပေါင်ကိုခေါ်ယူခဲ့တာဖြစ်ပြီးတော့ထပ်တိုးအချက်အနေနဲ့ဖရင်ပေါင်က ညာတောင်ပံမှာလည်းကောင်းကောင်းမွန်မွန်နဲ့ကစားနိုင်စွမ်းရှိတယ်ဆိုတာပါပဲ။အချက်လက်တွေအရဆိုရင်အလွန်ဆိုရဲ့လီဗာကူဆင်အသင်းမှာညာတောင်ပံမှာကစားပြီးခဲ့ရတဲ့ပွဲစဉ်တွေကပိုများနေပြီးတော့ဒီလိုကစားရတဲ့အခါတိုင်းမှာလည်းပိုပြီးတော့မှအကျိုးသက်ရောက်မှုခေါင်းတွေရှိနေပါတယ်။ဆိုတော့သူ့ကိုလည်း M slot တရဘလို့အသုံးပြုသွားအောင်မလဲဆိုတာကစောင့်ကြည့်ရပါအောင်မယ်။ဒီဘက်မှာလည်းအထောင်တိုက်စစ်မှုကိစ္စကအနှဲငယ်ပြောစရာရှိလာနေပါတယ်။လက်ရှိနီးစနစ်မှာကွင်းလယ်အထိဘောလုံးဆင်းတဲ့နေရတဲ့နံပါတ်6ကစားသမားတွေအနေနဲ့ ပြောင်းလဲသွားမယ်ညစ်စနစ်မှာရောဘလို့မျိုးဆွမ်းဆောင်ရည်တွေကိုပြသမလဲဆိုတာမသိသေးပေမဲ့အတင်းတာဝန်ရှိသူတွေကတော့ကွက်တီအန်ကိုက်မဲ့ကစားသမားကိုပဲရွေးချယ်ခေါ်ကြနေကြပါတယ်။ဒီထဲမှာမှာ front pack အတင်းရဲ့ Hugo Ikitiki ကလည်းအပါအဝင်ပါပဲ။ဒါပေမဲ့တခုရှိတာကတော့ front pack အတင်းရဲ့တိုက်စစ်မှု Hugo Ikitiki ကိုခေါ်ယူရေးမှာ Chelsea အတင်းကလည်း Liverpool အတင်းထက်ပိုပြီးအသာစီးရနေတယ်ဆိုတာပါပဲ။ Chelsea အတင်းက ကစားသမားထံကိုဓာတ်ရိုက်ချိဆက်မှုတွေရှိနေပြီးတော့မကြမီမှာပဲတရားဝင်စကားပြောဆိုကန့်လန့်မှုတွေပြုလုပ်ဖို့ပြင်ဆင်နေတာပါ။တကယ်လို့ခြေစည်းကသာလက်ဦးမှုရယူသွားနိုင်မယ်ဆိုရင်တော့အခြားဘဲတိုက်စစ်မှုတွေကအသင့်နဲ့အဆင်ပြေမယ်လို့ထင်မိပါတယ်ဆိုတာဝင်ရောက်ဆွေးနွေးကြပါအောင်ရှင်။